မီးဖို့တဲ့ကျင်းနဲ့အာသွေးမီးလုံးနဲ့ကျင်းနဲ့သင်တဲ့ဒီချေတဲ့မီးဖို့ကျင်းနဲ့အာသွေးမီးလုံးကျင်းနဲ့သင်တဲ့အဲကျွန်တော်ဒီစပိန်လေးနဲ့ပေါ့နော်နွယ်သားကြီးဘက်ကအင်ဒီအရောက်သွားခြင်းပြပါတယ်ကျွန်တော်ကတော့ပြောမယ်ဆိုရင်အဲသာတော့ဘတ်တပ်ဘူးပေါ့ကွယ်ပညာလေးရပြောမယ်ဆိုရင်ကျွန်တော်တန်းနေသဘောဝတရားရည်သာတရားဥသိင်းတစ်ပါးသင်ပေးလိုက်တာပါသာမပတ်တဲ့နေ့ကတော့ဘယ်နေရာပါတဲ့ရဲ့ဆိုတာသိမကျွမ်းဘူးလေ အဲဦးသားမီတာလေးနဲ့ပေါ့အဲဒီနေရာလေးကဒီလိုတန်းပေါ့နော်၃မိနစ်ရင်နေဖို့လေချင်းစင်နဲ့အာသိမီလုံးနဲ့ချင်းစင်နဲ့ဒီလုံငန်းကတော့ကိုလုံးနိုင်သေးပြီတော့မသိမသိဒီလုံငန်းပဲကျွန်တော်လုပ်ပါဒီလမ်းတစ်ပတ်ရှိနေသေးရင်တော့ပေါ့ကျွန်တော်အချောင်းမဖေးချီကောင်းတဲ့လူနဲ့အတူတူပဲကိုယ့်ရဲ့ဘဝကိုထားတာပေါ့အချောင်းမဖေးပေါ့ ကျင်တဲ့၃မိနစ်ဝကျင်တဲ့အတိုင်းမိဖို့ကျင်တဲ့ဒီခြေတဲ့မိဖို့ကျင်တဲ့အာသွေးမိလုံးကျင်တဲ့ဆင်းတဲ့အတိုင်းမိဖို့ကျင်တဲ့အဲကျွန်တော်ဒီစပိန်လေးနဲ့ပေါ့နော်နွယ်သားကီဘက်ရင်အေဒီအရောက်သွားခြင်းပြပါတယ်ကျွန်တော်ကတော့လောသဘာခြင်းပြအပေါင်းဦးကျင်တတ်တယ်ဒန်နီဦးကျင်တတ်တယ်အေးတိုင်းမီးဖို့၃မိနစ်ဦးနောက်တကအသွေးမီးလုံးပန်ကာမီးခွေတွေပါတယ်မီးခွေတွေပါတယ်လည်းကျင်ပါတယ်ပြီးတော့စပိန်အသွေးနဲ့မီးပုတ်တွေပါတယ်လည်းကျွန်တော်ကျင်ပေးပါတယ်အလားတည်း ဟုတ်ကဲ့လိုက်ပြန်တာပါဗျာကျွန်တော်အေးဒီအင်းအင်းရောအရောက်ပါလေရက်ွက်လျှောက်ပတ်တာပေါ့နော်ဗီဒီယားလည်းသိပ်သိပ်ပြီးတော့အားမကောင်းတော့ဘူးပေါ့နော်အားမကောင်းတဲ့အခါကျတော့ကျွန်တော်အခုဒီဖီးယားထဲမှာဆိုအားရပါရင်နိုင်ဝက်တန်နိုင်တော့ဝင်ဝင်သွင်းတယ်အဲဒါလူကြီးတွေကတော့ကျွန်တော်အားရပါသွင်းပေးပါတယ်တမန်တကတည်းလေးကျွန်တော်ထမင်းကြိုက်ပါပါလို့ဆိုရင်ဒီဖီးယားတွေကကျွန်တော်ထမင်းလေးပါကျွေးတယ်ကျွန်တော်ကနည်းနည်းသားသားနည်းလေးနည်းနည်းကြော်ကြော်လောက်မှကျွန်တော်သေးထူးမှားတာပါသေးထူးမှားပြီးတော့နောက်တခါကျွန်တော်ဂျိုင်းနှောင်းနဲ့သွားနိုင်တယ် အဲဒီမှာပေါင်မှာသက်တံကွဲလိုက်တာလက်ကျောရေးထိွားအဲ့ဒါကြတော့ကျွန်တော်ကဂျိုင်းတော့ထောက်လို့မရတော့ကျွန်တော်ကဒီစနောက်တွေကဒီအကွေးညလို့ဟိုစားလိုက်ရင်လည်းအကျောတွေကဒီလိုထထခေါင်းတာပေါ့ဗျာကျွန်တော်ကျွန်တော်အဲ့လိုအငယ်တိုင်းကွေးထားရတာပေါ့ဒီအလုံးလို့တာကျွန်တော်၅လလောက်ပဲရှိသေးပါတယ်ပန်းရောင်းတော့ကတော့ကျွန်တော်ပထမဒီဘိန်းနဲ့မဟုတ်သေးဘူးလက်တွန်းလေးလေးနဲ့လက်တွန်းလေးလေးနဲ့အဲဗမ်းမီဆွဲသေးကိုတွန်းရတာပေါ့ဒီလုံငန်းကကျွန်တော်နည်းနည်းခါးရေတော့ညောင်းတာပေါ့ညောင်းမိမှကျွန်တော်လှုပ်တာတော့လှုပ်တယ်နောက်ဘွား အရင်ပြင်ရမဲ့ဟာညာရင်တော့အိမ်ကိုတဲဝါတာပေါ့အိမ်မှာပဲကျွန်တော်ညာဘက်ကညူကိုလျှောက်ပြင်တာပေါ့ဒီကျူတန်လေးဦးတွေကြတော့အကွယ်ဘတ်ချက်ပါညာတော့မဲတူးနေတာအဲ့ quoin တွေပါပြွင့်နေ quoin တွေမှာမဲနေတာအဲ့တော့ကျွန်တော်စက်ကြမှုနဲ့ပုတ်တိုက်တာကျွန်တော်ညာလို့ရောအာကိုကြီးရပါပြီဆိုလဲအကိုပြင်ပါလာဝင်ဆိုတော့မကြောင်မရှိကျွန်တော်သတိပတ်နဲ့တိုက်ဆေးရအဲအာသွင်းမီလုံးလေးပြင်ပါတယ်အာသွင်းမီလုံးကြတော့တခဲတွေကနည်းနည်းသေးတတ်တာပေါ့နော်ဒီတန်မီပေါ်တဲ့ဂျန်နာအာသွင်းမီလုံးနဲ့ဂျန်နာဆယ်တယ် င်းထားတာတော့အခုကျွန်တော်တတားဝဲဥလို့မိသားလို့ရင်းထားတာတော့အလုံးပေါင်းတသိန်းကျော်လောက်ရှိပါတယ်။ဟိုနောက်တကအိမ်မှာဝယ်ထားတဲ့မိသားဆိုလို့ရှိရင်အင်္ဂါတော့9000တန်ပေါ့။ကျွန်တော်လက်ဖင်းရေဖို့ကွန်ဖို့ကြတော့တနည်းဝါလောက်ကုန်ပါလေ9000လောက်ပေါ့။အဲထမင်းဖို့အိမ်မှာတော့ကျွန်တော်ဟိုပတ်သက်အဲတန်နေပါရဲ့ကျွန်တော်နှစ်ကြီးသုံးကြီးဝယ်ွားတယ်ပေါ့။အလို့တွေပါရင်ပန်းနေနေကြရင်တော့ကျွန်တော်သူ့ထားတဲ့ပတ်သက်နေရှိရပါဘောနော်။ပြန်ကြည့်ရပါဘောကျွန်တော်အဲဘာလဲအခုကကြောက်မှဆိုဒီ ဘောကွက်တွေပါလဲရနေခါတည်းရှိရဘူးဒီပဲဘိန်းရတခါတည်းတကြိမ်နဲ့တကြိမ်ကြံကြင်ရလို့ရှိရင်2000 3000တော့ကုန်တယ်ပေါ့ဒီနေ့ဘယ်လောက်ရလဲဆိုတာ2000ခွဲရနေခါရှိတယ်3000ရနေခါရှိတယ်1000ရနေခါကြီးတယ်9000ရှိတာ3မိနစ်ဟိုတိုးကျင်ရင်တော့9000ရတယ်အဲကျွန်တော်အိမ်လိုပဲဒီတဲ့အဲကျွန်တော်အဲ့ကျင်ဒီ level မှာကျွန်တော်နေပဲအိမ်ဒီလုံငန်းကတော့ကိုလုံးနိုင်စေပြီးတော့မသိမသိဒီလုံငန်းပဲကျွန်တော်လုပ်ပါ ကျွန်တော်ကဒီမှာသူရနဲ့ပတ်သက်နေတဲ့ရှိတာပေါ့အဲ့ဒီအနေပဲပူအဲလူတယ်ပေါ့နော်ဒီကမဲ့ကလေးလေးအတွင်းဘာဘာရေးတပြို့ဝေသားလေးဝယ်ပေးပါဆိုကျွန်တော်ဝယ်ပေးလိုက်တယ်ကျွန်တော်လည်းအခုစိုးလေးလောက်တာတော့ဝတ္တနာပါတော့ပေါ့နော်ကျွန်တော်ကတော့ပြောမယ်ဆိုရင်အဲ့သာတော့ဘတ်တပ်ဘူးပေါ့ကွယ်ပညာလေးရပြောမယ်ဆိုရင်ကျွန်တော်တန်းနေသဘောဝတရားရည်သာတရားဦးသိန်းတစ်ပါးသင်ပေးလိုက်တာပါသာမပတ်တဲ့နေ့ကတည်းကဘယ်နေရာပါတဲ့ရဲ့ဆိုတာသိမကျွမ်းဘူးလေအဲဦးသိန်းအမီတာလေးနဲ့ပေါ့အဲဒီနေရာလေးကဒီလိုတန်းပေါ့နော် ပန်းရောင်းတာတော့သာသူလည်းသာပန်းရောင်းတော့တော့ကျွန်တော်တော့တနာပြီးတော့အားပေးကြတာပေါ့အားပေးကြတယ်ပြီးတော့သေးဖို့တွေပါသူတော့လှူကြတာပေါ့ပန်းတွေကနောလာတဲ့အခါကျတော့ကျွန်တော်ပန်းတွေသုံးရှုံးတာပေါ့ကွာကျွန်တော်ကလည်းမတန်တော့ပန်းတွေပါရေသေးသေးပွားလည်းမလို့တချို့ကျတော့လည်းအာဒီနေ့ပေးဒီနေ့ပန်းတွေနောနေပြီကိုကြီးဒီစိတ်ပြမဲ့ဆိုတချို့ကစိတ်ပြရပေါ့အဲလက်တော်လေးလေးနဲ့ရွှေပန်းငွေပန်းလေးအဲအချိန်လေးကမှကျွန်တော်ပန်းပုံးလေးတင်လာတယ်။ဆံမရသားလေးနေဦးနေဦးနဲ့ပဲပါရောက်လာတယ်။ဆံပါလို့သပန်းရောက်တော့ဟာမင်းမပင်မန်းဦးလား။ ရတယ်ဆရာမလို့ပြင်မနဲ့ကျွန်တော်အဲ့လိုပဲလက်ရောက်မယ်သာမင်းအဲ့လားဆိုရင်လည်းဆရာမအဖေရဲ့ဘိန်းရှိတယ်ပေါ့နော်ငါးနှစ်လောက်တော့ရှိပြီတဲ့ဒီဘိန်းကဆရာမကျက်တာအဲအဲ့ဒါနဲ့အဲအကြောင်းဆရာမဒါကူညီပေးတာပေါ့အဲနောက်တော့အလူရှင်မဆုလည်းရှိသေးတာပေါ့လူရှင်မဆုကတော့ကျွန်တော်ဗီဒီယိုရဲ့ပန်းရင်းဖို့တော့သူက9000လှူတယ်အဲဗီဒီယိုဖို့လှူတယ်အကုန်အဲသူကလည်းကူညီပေးတာပေါ့တာယာနဲ့မော်တာမကောင်းတဲ့အခါကျတော့ကျွန်တော်မှကားလန်ပူရတာလည်းဒုက္ခရောက်တယ် အခုတော့ဖွင့်ပြီးသွားရင်ချင်းချင်းလက်ငယ်မောင်းလို့မရဘူးကအဲအဲ့လိုတဲ့လေ तू ကဒီလိုအားရဖီမောင်းမှရအဲ့လိုပေါ့ကျွန်တော်ပန်းမရောက်မှနဲ့တော့အဲစူကူးလေးတွေကြက်သေးလေးတွေအင်းတိုက်ဘက်တက်လေးတွေပေါ့အဲ့လိုလက်ရောင်းသေးအားလက်ရောင်းတော့လည်းလဲဝိကမခံနိုင်တဲ့ကကြတော့ကျွန်တော်အလားနဲ့မရောင်းတော့ဘူးအဲဒီဥသိင်းသိင်းပေးတာနဲ့ပညာလေးနဲ့ပဲငါလည်းအလုံးလုံးသားတော့မယ်ဆိုရင်အလားလေးနဲ့ပဲလုံးလုံးအဲနေရောတဲ့နဲ့ပေါင်းတဲ့နဲ့၃မိနစ်ဟိုတဲ့နဲ့အာသွေးမီလောင်းနဲ့တဲ့နဲ့ ီခြေတမီးပေါ်ကျင်တာပန်ကားလေးကျင်တာအသွင်ပန်ကားကျင်တယ်အာမငါဒီအလုံးရှိဒီအလုံးလောက်တာကျွန်တော်တို့ကဘာလို့အသိကြီးတော့ပေါ့ပထမအလုံးနဲ့တိုင်တော့ဒီလုံးလေးကကျွန်တော်တို့ကတော်တော်အသိကြီးပါလေပထမရာဒီပန်းမရောက်ခင်เนี่ยကျွန်တော်အဲ့လုပ်ငန်းလုပ်ချင်တာပေါ့ဗျာလက်တွန်းလဲနဲ့ကျတော့အဲ့လုပ်ငန်းလုပ်လို့မရအောင်ဒါနည်းနဲ့ကျတော့ကုမကိုထိုင်ပြီးတော့ကျင်းလို့ရတာလက်တွန်းလဲလဲကျတော့ပြောင်းသေးတော့မနေတွန်းနေရအားနဲ့ကျတော့ကျွန်တော်တင်တကတကတလေးကြရင်လည်း9600ရန်နေနေကြည့် အဲ့အဲ့တနေရာထဲမှာပဲကျွန်တော်ကျင်ရတာမနေ့ရှင်းနိုင်ရနေပဲကွာ၄နိုင်ခွဲတိပေါ့ကျင်ရတယ်လန်နဘတ်ရှိနေတဲ့ယူကျွန်တော်ဘွားကိုကျွန်တော်အရှုံးမပေးဘူးကျွန်တော်ဘွားကိုကျွန်တော်အရင်ဆုံးမှပဲထားချီကောင်းတဲ့လူနဲ့အတူတူပဲကိုယ့်ရဲ့ဘွားကိုထားတာပေါ့အရှုံးမပေးဘူးပေါ့သိတဲ့ကြရင်ဘွားကငါကရှုံးမယ်လေဘွားကငါကရှုံးမယ်သူက ကဒီလိုမျိုးချင်းမင်းမသိတတ်ကြဝိုင်းကုသိုလ်ဘလို့မှလုံးလုံးမရတော့အဲကိုကအဲကုသိုလ်လေးပိုင်းလုံးချင်တဲ့သိအဲရှိတာပေါ့နော်ငါကုသိုလ်ဘလို့လုံးရမလဲအာလက်တွန်းလဲနဲ့ကြတော့ကိုကကုသိုလ်လုံးဖို့ဆိုတာဘလို့ကျွန်တော်နဲ့ဘဝတူနဲ့အကူတွေမတွေညီမညီတွေညီမရှိရင်သိတတ်မကြပါနဲ့ဒီလိုဘဝရောက်လို့ချင်းကိုလမ်းတစ်ဖက်ရှိရင်တော့အလုပ်ကိုအဲတတ်နိုင်တဲ့ညာကိုလုံးလို့ရတာပေါ့ ဘောကအရှုံးပေးလိုက်မယ်ဆိုရင်တော့နှစ်ခါရုံးအောင်ပါဘောအဲ့ဒီတော့ကျွန်တော်နဲ့သီးနဲ့အကိုတွေညီမတွေဒီအဲ့လမ်းမှာဒီလိုတွေ့ဘူးပါတယ်တွေ့ဘူးလားအားအသားကြီးရှုံးမပေးနဲ့မင်းငါပညာတတ်ချင်တယ်ဆိုလည်းငါသင်ပေးမယ်အဲသင်ပေးပါဘောအဲ့လိုကျွန်တော်သင်ခိုင်းပါတယ်ဘောအားတက်တာပါတယ်